ားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အောက်တိုဘာလ9ရက်နေ့ရောက်ပြီဆိုတော့တည်င်းတွေကတော့တည်င်းဆိုးတွေရှိတယ်တည်င်းကောင်းတွေရှိတယ်ပထမဆုံးတည်င်းဆိုးတစ်ခုအနေနဲ့ကျွန်တော်တင်ပြရမယ်ဆိုလို့ရှိရင်တော့ TNL ရဲ့တိတ်ပိုက်ထားတဲ့မြို့เนาะမိုင်းလုံးမြို့နေမှာဆိုလို့ရှိရင်အဲ့ဒီမှာရွာကိုပုံကျဲတယ်အဲ့ဒါကမန်ဟုံးရွာเนาะအဲ့ဒီမှာဆိုလို့ရှိရင်တော့ကလေးတယောက်အပါဝင်၉ရောက်သေးတယ်ပုံကျဲပြီးတော့တရက်တရက်သေးတာနဲတာမဟုတ်ဘူးမြန်မာနိုင်ငံမှာနောက်တစ်ခုကပဲခူးတိုင်း မင်းလာမျိုးနေမှာရွေးကောက်ပွဲမဲစင်းတွေကိုကတ်ပြီးပေါ့ခိုးရတော့เนาะဆိုတော့အဲ့ဒီကတ်တဲ့ဟာတွေကိုနေပြီးတော့တော်လိုင်းရဲ့အဖွဲ့တွေကကောလုံးဆုပ်ဖြဲလိုက်တယ်ဆိုတဲ့တဲ့တင်ကိုကျွန်တော်တို့တွေ့ရမယ်ဒီဟာကနိလန်တစ်ခုပဲကျွန်တော်စဉ်းစားတာပေါ့သူတို့ကမဲစင်းတွေကိုသူတို့ကကတ်လာတယ်နောက်ကတ်တဲ့ခါကျလို့ရှိရင်အဲ့ဒီနေပြီးတော့မှကျတော့လဲဘူလာလာရွှေကပြောတယ်900မှာ300လောက်မှားတယ်လေ300လောက်အမှားရှိတယ် ဆိုတော့ဒီအနာတိန်တာကမေစင်မားလို့ဆိုပြီးမှသူတို့ကတိန်တာနော်တိန်တာဆိုတော့အခုသူတို့လုတ်တယ်ဒါပေမဲ့ထပ်မားတယ်နော်ထပ်မားတယ်ဆိုတော့အခုပြောတဲ့လူကတော့ဒီဖက်ကလူပြောလို့ရှိရင်တော့ခံတာအောင်မှာပေါ့အခုကတော့ဘူးလိုက်လှရွှေသူတို့ဖက်ကပဲနော်အဲ့ဒီနေပြီးတော့မှစင်းတော့ကတ်နေပြီကိုစင်းတော့ကတ်တဲ့ခါကျတော့သွားပြီးတော့ချစ်တဲ့ခါကျတော့အဲ့ဒီမှာသေးတဲ့လူတွေနာမည်စင်းတွေအများကြီးအများကြီးပါတယ်ဆိုတော့အဲ့ဒီ2မျိုးတစ်ပဲရှိသေးတယ်နော်အဲ့ဒါမှ900မှာเนาะ900မှာဆိုလို့ရှိရင်300ကမားတယ်လေအစ်ပြရတော့200လောက်ပဲမှန်တယ် ဆိုတော့သူတို့တို့အာနာတင်ရတဲ့အကြောင်းကဘာမှမဟုတ်ဘူးအမီရှာတာပဲဆိုတော့ကိုအဲ့ဒါကိုကြည်ချာပြကျွန်တော်တို့သိနိုင်တယ်เนาะဆိုတော့အရင်တုန်းက NND လက်ထက်တုန်းကကောက်တဲ့ဇင်းကိုပဲပြန်ပြုစုတယ်เนาะဒီဖက်ကထောက်ပြလိုက်တဲ့အခါကျတော့အဲ့ဒီမှာရှက်ကွဲတယ်เนาะရှက်ကွဲတယ်ဆိုတော့ အခုစင်းတွေ లై ကတ်တဲ့အခါကျတော့ PDF တွေကနေပြီးတော့အဲ့ဒီစင်းတွေကိုအကုန်လုံးမီးရှို့လိုက်တယ်เนาะအတကပုဂ္ဂိုလ်တိုင်းမင်းလှမှာဆိုလို့ရှိရင်ဒီရုပ်ကောက်ပွဲစင်းတွေကတ်တဲ့အခါကျတော့အတကိုမီးရှို့ဖျက်ဆီးလိုက်တယ်ဆိုတဲ့ဟာကိုဒီနေ့တွေ့ရတယ်မီးရှို့ပြီးတော့ရှင်းလင်းလိုက်တယ်ရုပ်ကောက်ပွဲကိုစိုက်ကျင်တဲ့ထဲမှာဆိုလို့ရှိရင်ဒီဟာကနီလန်တစ်မျိုးကောင်းတယ်လို့ပဲယူဆတယ်เนาะဘာဖြစ်လို့ဆိုတော့ပြည်သူလူထုတွေကသူတို့ရဲ့မင်းစင်းတွေကိုချိန်ပြီးတော့เนาะသွားပြီးတော့ဒီမင်းဆန္ဒနေမှာသွားပြီးတော့ သူတို့မေးပြရမလဲစသဖြင့်သူတို့ကြည့်ရတယ်เนาะကြည့်ရတယ်ဆိုတော့အဲ့ဒီမေးစင်းပါတဲ့လူမတာလျင်သူတို့ကမေးပြပိုင်ခွင့်ရှိတယ်ဆိုတော့အဲ့ဒီမှာမကတ်တဲ့ခါကျတော့ပြည်သူလူထုတွေဝေဝါးကုန်တော့ဘယ်မှာထည့်ရမှလည်းမသိဘူးအဲ့အဲ့လိုမျိုးဆိုတော့ဒါကလည်းဒီရုပ်ကောက်ပွဲကိုဆန့်ကျင်တဲ့เนาะနီလန်တစ်မျိုးကောင်းတဲ့နီလန်လိုပဲကျွန်တော်ကတော့ယူဆတယ်ပေါ့เนาะနောက်တစ်ခုကကျွန်တော်တို့ပုဂိုးတိုင်းဒီပဒေါင်းဒီမှာဆိုလို့ရှိရင် AA တိမ့်ပိုက်ထားတဲ့ non non joe view ဟာရှိတယ်เนาะအဲ့ဒီ view ဟာကိုနေပြီးတော့စက္ကစက္ကနေပြီးတော့စစ်ချောင်း၃ချောင်းနဲ့သူတို့ ဲဒီမှာစီကြောင်ထိုးတယ်ထိုးတဲ့ခါကျတော့ဟိုဖက်ကတည်တဲ့အတိုင်းပဲ AA ရဲ့ခုခံချက်ကတော်တော်ကိုပြင်းထန်တယ်ဆိုတော့အဲ့ဒီမှာအယောက်ပေါင်း30တည်တယ်နော်30တည်တဲ့ခါကျတော့သူတို့ကရှစ်တိုးလို့မရတော့မရတဲ့ခါကျတော့သူတို့ရဲ့အလောင်းတွေကိုဆွဲပြီးတော့နော်ခွေပြေးဝဲပြေးပြေးကုန်ရတယ်ဆိုတဲ့တည်င်းကောင်းလေးကျွန်တော်တို့တွေ့ရတယ်ဆိုတော့ခုနကမဲစင်းတွေကိုမီရှိုးလိုက်တာလေဒါလည်းတည်င်းကောင်းပဲနော်အဲ့ဒါကသူတို့တက်နိုင်တဲ့ဖက်ကနေပြီးတော့ဒီယူကော့ပွေကိုသူတို့ဖြစ်စီတာဖြစ်တယ်ဆိုတော့အဲ့ဒါက တခုတည်းမှလုံးလုံးမရဘူးအဲ့ဒီဟာတွေကနောက်ပိုက်ဆိုလို့ရှိရင်သူတို့ကတကယ်မျိုးလေတို့ရွာလေတို့စသဖြင့်ဒီနေရာတွေမှာကတ်မှာမဟုတ်တော့တကယ်လုံခြုံတဲ့နေရာတွေမှာသူတို့ကတ်မဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့ဘလောက်ထိဒီဖက်ကလဲနောက်ဖြည့်စည်းနိုင်မလဲသူတို့ကိုနှောက်ရှက်နိုင်မလဲဆိုတဲ့ဟာကိုတော့အကျိတ်အနေပေါ့ဒီ၃လေးလအတွင်းမှာ ော်တုံးလေးလာအတွင်းမှာနောက်တစ်ခုကမုံရွာမြို့เนาะအခြေစိုက်အဲ့ဒါလည်းတည်င်းကောင်းပဲเนาะတည်င်းကောင်းပဲအနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နေပြီးတော့ rock တဆေလုံးနဲ့ပြစ်တယ်ပြစ်တဲ့အခါကျတော့အဲ့ဒီမှာအရာရှိ9ယောက်ပါတယ်အဲ့ဒီမှာ7ယောက်သေးတယ်เนาะအဲ့ဒီမှာသူတို့ရဲ့ရိတ်ခါကိုယ်တော်နှလုံးလေးပျက်စီးသွားတဲ့ဆိုတဲ့တည်င်းကလေးတွေ့ရတယ်ဒါလည်းနော်ကျွန်တော်တို့တည်င်းကောင်းပဲဒီမုံရွာမြို့မှာရှိတဲ့ဒီအနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကလည်းခဏခဏသူတို့အဖြစ်ခံရတယ်ဒါပေမဲ့ဒီဖက်ကအဲ့ဒီနေရာတွေကိုနော်စီးတဲ့ ပုံစံမျိုးတော့ကျွန်တော်တို့တစ်ခါမှမကြောက်ရော့ကတ်နဲ့ခဏခဏပြစ်ခါတယ်ခဏခဏထိရဒီမှာပြီးတော့တောင်ကိုအဲ့ဒီမှာတောင်ကိုမလည်းဒီလိုပဲတော့တောင်ကိုလေးတက်လေခဏခဏထိတယ်နောက်တစ်ခုကဒီမာလာကနျူကလ িয়ার ကဲနျူကလ িয়ার ကိုနေပြီးတော့ငန်ငန်တက်လို့ချင်တယ်เนาะအဲ့ဒီရုရှားတို့ရုပ်တို့မြောက်ကိုရီးယားတို့နျူကလ িয়ার လက်နက်တွေရှိတဲ့အခါကျတော့တကယ်တမ်းသူကနျူကလ িয়ার လက်နက်တွေရှိခဲ့မယ်ဆိုလို့ရှိရင်နောက်ကပါမဩဇာအာဏာတွေတက်ရောက်မှုတွေရှိမယ်အဲအဲ့လိုမျိုးပုံစံမျိုးသူကလည်းတအားလို့ချင်တယ်ငန်ငန်တက်ပဲဆိုတော့အခုကဒီ ရုရှားကနေပြီးတော့သူ့ကိုဖော်လုပ်တဲ့ခါကျတော့ရုရှားမှာဒီမီဂါဝတ်130ကနေပြီးတော့130အထိထုတ်နိုင်တဲ့နျူကလ িয়ার တပေါင်းဖို့အဲ့ဒါကနျူကလ িয়ার တပေါင်းဖို့ကိုပညာတော်တင်အတွက်ဒီစစ်တပ်ကနေပြီးတော့သူတို့ဖက်ကနော်အရာရှိတွေကိုနေပြီးတော့အဆက်မပြတ်နော်ပညာတော်တင်ဆေလွတ်နေတယ်ဆိုတဲ့သတင်းကိုလည်းတွေ့ရလိမ့်မယ်။နောက်တစ်ခုကဒီစကိုင်းတိုင်းမှာဒါလေးတကယ်ဟော့နျူးစ်တစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရမယ်။ဆိုတော့မနေ့ကတော့ တတိယချက်နော်တတိယချက်ပွဲတွေကိုတော်တော်ကိုဆင်ွှဲကြတယ်ဒေါ်လာရေးတွေနော်ထင်းချုပ်တဲ့နေမြေတွေမှာလည်းသူတို့လောက်ကြတယ်နော်စီမင်းပူဇော်ပွဲတွေပါတွေလောက်ကြတယ်တတိယချက်ပွဲမှာနော်ဒီမြန်မာနိုင်ငံကလူမျိုးတွေမြန်မာတွေအရဆိုလို့ရှိရင်ဒီတတိယချက်ပွဲတော့ပါလို့ဆိုလို့ရှိရင်တော့တကယ်အထွတ်မြတ်ထားတဲ့နော်ပွဲတွေဖြစ်တဲ့ခါကျတော့ဒီစကိုင်းမှာဒီဒီချောင်းဦးနဲ့ ဒီမုံရွာကြားမှာအဲ့ဒီမှာသူတို့စီမီပူဇော်ပွဲလုပ်တယ်မိဖို့ပြန်လှုပ်တယ်ဆိုတော့အဲ့ဒီမှာလူပေါင်း300လောက်တက်တယ်နော်300လောက်တက်တယ်တက်တဲ့ခါကျတော့ဒီဖက်ကမလာဖက်ကတည်င်းရတယ်တည်င်းရတဲ့ခါကျတော့အဲ့ဒီမှာပါရာမော်တာနော်ပါရာမော်တာလေထီမှာဆက်တက်တယ်နော်ဆက်တက်တဲ့အဲ့ဒီလေထီနဲ့နေပြီးတော့သွားပြီးတော့ပြစ်တယ်နော်ပြစ်တဲ့ခါကျတော့အဲ့ဒီမှာလူဆုလိုက်ပြုံလိုက်သေးတယ်ဒီတည်င်းကတော့စင်ကောင်းစရာတည်င်းပဲဒီစီတည်င်းတစ်ခုအနေနဲ့ကျွန်တော်တို့ဒီနေ့မှာယူထားတဲ့တည်င်းတစ်ပုဒ်ဖြစ်တယ်ဆိုတော့အဲ့ဒီမှာအယောက်ပေါက်40 နော်ရပုံ40လောက်နော်သေးပြီဆိုတဲ့ဟာကိုနော်တိုးလာပြီဆိုတဲ့ဟာကိုနေပြီးတော့အခု13ထပ်တက်လာတယ်ပထမကတော့သေးတဲ့ဟာက20ပြီးလို့ရှိရင်တော့40ကတည်းကရရတယ်ဆိုပြီးမှထုတ်ပြန်တယ်အများသတင်းအများစုကအဲ့လိုမျိုးထုတ်ပြန်တယ်ဒါပေမဲ့အခုသတင်းမတင်ဆက်ခင်မှာသတင်းထပ်တော့တပုတ်တက်လာတယ်အဲ့ဒါကအယောက်40လောက်ရှိနေပြီနော်အယောက်40လောက်တိုးလာနေပြီသေးတဲ့လူတော့သူတို့ပြတဲ့ပြန်ပြီးတော့စစ်စစ်တဲ့ခါကျတော့အယောက်ပေါင်း40လောက်သေးတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီနေ့ တွေ့ရတယ်ဆိုတော့ဒါကတော့စိတ်မကောင်းစရာတည်င်းတွေပေါ့နော်ဆိုတော့ဟိုသူတို့ဖက်မှာတော့ဒီတည်င်းချုပ်ပွဲတွေကိုအကောင်းမွန်ပြပြရွှေသူတို့လုပ်နိုင်တယ်ဒါပေမဲ့တော်လိုက်ရအဖွဲတွေဖက်မှာတော့တော့သူတို့လုပ်တဲ့ခါကျတော့အဲ့ဒီမှာဘုံချေခံရတယ်ဆိုတော့တော်လိုက်ရဖက်မှာလုပ်တဲ့ခါကျတော့သူတို့ကဒီစီမင်းပူဇော်ပွဲတပိတ်တို့ဘာလို့အဲ့လိုမျိုးလုပ်တဲ့ခါကျတော့သူတို့ကိုဆန်းကျင်တဲ့သဘောရှိတယ်နောက်သူတို့ဖက်ကစနပ်ပြတော့သူတို့ကကာကွယ်ပေးတယ်လေနော်သူတို့ကဝေါ်ယံပေးတယ် အလုံးချုပ်ရေးတွေလိုက်ပေးတယ်ဒီဖက်ကစနပ်ပြတယ်ဆိုလို့ရှိရင်တော့ဘုံချေခါရတယ်ဆိုတော့ဒါကတော့ဒီနေ့ကြာလို့ရှိရင်တော့သူတို့လည်းအလှည့်တော့ရောက်လာမှာပဲလေနော်ဆိုတော့အဲ့လိုမျိုးတည်င်းကတော့အဆင်ကောင်းစရာတွေ့ရတယ် TC တည်င်းတစ်ခုအနေနဲ့ယူထားတယ်နောက်တစ်ခုကကျွန်တော်တို့2025ဒီတလပိုင်းကနေပြီးတော့ဒီ6လပိုင်းအထိပေါ့နော်6လပိုင်းအထိစုစုပေါင်းမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒီစက္ကစဖက်ကလင်းဝင်လာလက်လက်ချတာစစ်တုံးပိုင်းတွေဖန်ခံရတာ စုစုပေါင်းအယောက်ပေါင်း2000ကျော်ရှိလာတယ်ဆိုတဲ့ဟာကိုဒီနေ့ထုတ်ပြန်လိုက်တယ်နားထုတ်ပြန်လိုက်တယ်ရင်းတော့လည်းတစ်ခါသူတို့ထုတ်ပြန်တယ်ဆိုတော့ဒီအာနာသိမ့်မဲ့တဲ့နောက်ပိုင်းကနေပြီးတော့ဒီ2024အထိပေါ့နော်24အထိအယောက်ပေါင်း8000လောက်နော်8000လောက်သူတို့အလင်းဝင်တယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတဲ့ခါကျတော့သူတို့ကဒီပြည်သူစစ်တွေကိုခေါ်တဲ့ဟာလေနော်အယောက်ပေါင်း8000 9000လောက်ရသွားတယ်ဆိုတော့ဒီဖက်ကအလင်းဝင်တာနဲ့ဆိုလို့ရှိရင်တော့သူတို့ညတော့ညသွားတယ်နော်ညတော့ညသွားတယ်ဆိုတော့ပက်စင်ဆေးလေးနော်ပက်စင်ဆေးလေးကလူတွေက ဒီပြည်သူစစ်တွေကိုနေပြီးတော့ပြန်မှလွတ်လဲဆိုလို့ရှိရင်ကချင်ဖက်မှလွတ်တယ်ပြီးလို့ရှိရင်တော့ရခိုင်ဖက်မှလွတ်တယ်ဆိုတော့အဲ့ဒီမှာတက်တောက်သေးတယ်เนาะအဲ့ဒီမှာအယောက်ပေါင်း900ကျော်เนาะ900ကျော်သေးပြီအဲ့ဒီမှာဟိုဖက်မှာကချင်ဖက်မှလည်းသေးတယ်ဒီဖက်မှာရခိုင်ဖက်မှလည်းသေးတယ်တော်တော်ကိုသေးတယ်အဲ့ဒီပြည်သူစစ်အပတ်စဉ်ဆေးလေးကเนาะ100ကျော်ကကလုံးတရားရရှိတယ်ဆိုတော့အဲ့ဒီမှာ600လောက်เนาะ600လောက်သွားပြီเนาะတရားရရှိတဲ့လူ ਨੇ အဲ့ဒီမှာသေးတဲ့လူသေးတဲ့လူကတော့ပုံများတယ်เนาะ900ကျော်ဆိုတော့တော်တော်ကိုများတယ်ဆိုတော့ပြည်သူစစ်တွေကတော့တော်တော်ကိုသေးတာတွေ့ရတယ် ဘာဖြစ်လဲဆိုတော့သူတို့ data မဟုတ်ဘူးဖြစ်တဲ့ခါကျတော့အကုန်လုံးဒီလူတွေကိုပဲခင်းပြီးတော့ကိုအရှိကိုတက်တာเนาะတက်တာအဲ့ဒါကိုတွေ့ရမယ်နောက်တစ်ခုကကရင်ပြည်နယ်လေးကောင်เนาะလေးကောင်ကိုနေပြီးတော့သူတို့ထိုးစစ်ဆင်တယ်နောက်ထိုးစစ်ဆင်တယ်ဒီမှာစစ်ချောင်းသုံးချောင်းလို့လည်းပြောတယ်ငါးချောင်းလို့လည်းပြောတယ်ဆိုတော့ဒီမှာထိုးစစ်ဆင်ပြီးတော့အင်းအားနဲ့သူတို့သုံးပြီးတော့เนาะတက်တယ်တက်တဲ့ခါကျတော့အဲ့ဒီမှာလဲစက္ကစရောက်တရားကျော်เนาะတရားကျော်သေးတယ်အဲ့ဒီလေးကောင်မြို့ရဲ့တဝက်လောက်ကိုသူတို့ ထိန်းချုပ်လိုက်ပြီဆိုတဲ့တင်းကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကမြဝီလေးနဲ့ဒီလက်ကောမျိုးတစ်ကိုနေပြီးတော့တမဟာ6နေမျိုးပေါ့ဒီ KNU ရဲ့တမဟာ6နေနေဆိုတော့အဲ့ဒီမှာသူတို့တဝက်လောက်ကိုထိန်းချုပ်လိုက်ပြီဆိုတဲ့ဟာကိုလည်းဒီနေ့တင်းတွေ့ရတယ်အဲ့ဒီမှာအရောက်ပေါင်း100လောက်ကတော့မျိုးစာဖြစ်သွားတာပေါ့နော်ထို့ဘက်မှာလူလိုင်းနဲ့တက်တာပေါ့နော်လူလိုင်းနဲ့ဒီသူတို့ရဲ့လက်နဲ့တွေအားနဲ့တက်တာဟိုဘက်မှာကတော့နော်သူတို့ကဝယ်တယ်ဝယ်ပြီးလို့ရှိရင်တဖြုတ်တိုက်တယ်တိုက်ပြီးလို့ရှိရင်အဲ့ဒီဟာကိုပြန်ပြီးတော့သူတို့အော်ဒါမှန်တဲ့ဟာသူတို့ဝယ်တဲ့ဟာနော်ပြန်ပြီးတော့ ်လည်းမမီဘူးဆိုလို့ရှိရင်တို့ကလက်နဲ့အင်အားလိုမရှိတဲ့ခါကျတော့ပြန်ပြီးတော့ဆုပ်လိုက်ရတယ်အဲ့လိုမျိုးပုံစံမျိုးအဲ့ဒါရဲ့အားနည်းချက်ကိုဒီပြီးတော့ဆက်ကဆက်လေးတည်တယ်တည်တဲ့ခါကျတော့ dress set ဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့နော်သေးတာတော့သေးတယ်နော်တော်တော်ကိုသေးတယ်နောက်ပုံတရားကျော်သေးတယ်ဆိုတော့တွေ့ရတယ်နောက်တစ်ခုကဒီနေ့အတွက်နော်တကယ်တည်င်းထူလို့ပြောမလားမသိဘူးနော်ဆိုတော့အဲ့ဒါကတော့ last show လာရှိုးကိုเนาะ MNDA ကသိမ့်ပိုက်လိုက်တယ်အဲ့ဒီမှာတကယ့်သိမ့်ပိုက်လို့ရရှိတယ်ဆိုတာကလည်းပဲဒီဘက်ကเนาะ PDF တွေအများကြီးအသက်တွေရင်းရတယ်သူတို့ကလည်းဘာဖြစ်လို့ဆိုတော့တနတ်လိုချင်တယ်လေเนาะအဲ့ဒီတော့တနတ်မှမရှိတာเนาะသူတို့အသက်ကိုရင်းပြီးတော့တနတ်နဲ့เนาะသူတို့တိုက်ပွဲဝင်ကြတယ်ဆိုတော့ last show လို့ပြောလို့တိုင်လို့ရတယ်ဆိုတော့ last show ကိုတရုတ်ကနေပြီးတော့ဆစ်ဆက်လိုက်တဲ့ခါကျတော့เนาะအခုနတည်တဲ့လူတွေရဲ့အသက်တွေကအကုန်လုံးအလဟတာဖြစ်သွားတယ်ဆိုတော့ဒါပေမဲ့အဲ့ဒီဟာကိုတကယ်ညှိရတဲ့လူကတော့အခုနက MNDA နဲ့ညှိရတယ်ညှိပြီးတော့အဲ့ဒီ last show ကိုပေးလိုက်တယ် ပေးလိုက်တော့အခုလူမသိသူမသိသူတို့ပေးရတယ်အများကြီးရှိတယ်နော်အများကြီးရှိတယ်ဆိုတော့ဒီနေ့ထပ်တော့တည်င်းတစ်ခုတက်လာတာကအဓိကအရေးကြီးတဲ့ဟာ MNDA ဖက်ရလက်တကက်နမျောစရာတွေနော်မမောစရာတွေရှိတဲ့ဟာအဲ့ဒါကပါလဲဆိုလို့ရှိရင်ငွေရေးကြေးတကက်ဝင်ပေါက်ပေါ့အဲ့ဒါကတရုတ်မြန်မာနေဆက်အဓိကကုန်သွယ်ရေးလမ်းကြောင်းအဲ့ဒါကသိန်းနီနော်သိန်းနီကိုနေပြီးတော့ပြန်ပေးဖို့အတွက်မအားလားကပြရပေးတယ်နော်တရုတ်ကိုကတ်တယ်ကပ်ပြီးမှတရုတ်ကနေပြီးတော့ MNDA ကိုနော်အဲ့ဒီမှာပြရပေးတယ်ပြရပေးပြီးတော့ဒီလအတွင်းမှာပဲ၅ချိန်နော်၅ချိန်တွေးပြီနော်တွေးပြီ ိုတော့မကြခင်မှာဆိုလို့ရှိရင်ဒီသိနေရဆိုလို့ရှိရင် last show အလားတည်းเนาะပေးရတော့မယ်ဆိုတော့တော်တော်လုံးပြောလိုက်မယ်ဘာဖြစ်ဆိုတော့အဲ့ဒီငွေတွေကသူတို့ဝင်ပေါက်တယ်အတိကဝင်ပေါက်ပဲဖြစ်တယ်ဆိုတော့အဲ့ဒီဝင်ပေါက်တွေကိုနေပြီးတော့ပေးချိန်မှာတော့မဟုတ်ဘူးဒါပေမဲ့တရုတ်ကိုသူတို့ကတော်တော်ကိုကြောက်တယ်เนาะတရုတ်ရဲ့ဖိအားကိုသူတို့မလွန်ဆန်နိုင်ဘူးမလွန်ဆန်နိုင်တဲ့အခါကျတော့အဲ့ဒီဟာကိုပြန်ပေးဖို့အချိန်ရှိတယ်ဆိုတဲ့တဲ့င်းကိုကျွန်တော်တို့တွေ့ရတယ်เนาะအဲ့ဒါကတော့တကယ်အားရစရာလို့ပြောရမယ်ကျွန်တော်ပြောလို့ဆိုတော့ဒီလူတွေကတော်တော်ကိုတော့တော်လိုင်းရဲကိုခူးတုံးလုပ်ပြီးတော့နေနေတွေကိုတော်တော်ကိုသိမ့်ပိုက်လို့ရရှိတယ် ဒါပေမဲ့နောက်ဆုံးကျတော့တို့ရဲ့ကိုချိုးအတွက်ပဲတို့သုံးသွားတယ်။တကယ်ဒေါ်လာရဲ့အတွက်တို့ကအသုံးဝင်တော့ဒေါ်လာရဲ့အဖွဲ့တွေကိုတကယ်ပြပြခခလုပ်တဲ့အဖွဲ့အဖွဲ့ဖြစ်တယ်နော် TNL နဲ့ MND ရဲ့ဆိုတော့တို့ညီတော်သုံးဖွဲ့မှာ A တစ်ဖွဲ့ပဲကျန်တယ်နော် A ကတော့နော်ဒီနေ့ထက်ဒီဒီဇိုင်းမမတ်နမကွေတို့ ARD တို့ပကောတို့စသဖြင့်ဒီညနေကိုဆက်တိုက်နော် DPDF တွေနဲ့ပေါင်းပြီးတော့တိုက်နေစေပဲဖြစ်တယ်ဆိုတော့ဒီနေ့အော်တိုဘာလ9ရက်နေ့မှာတတိယမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင် सब्सक्राइब गर्नेकै फलो गर्ने पेचेन्सन